င်္ဂလာပါရှင်ကျမကတော့ချီချိုဆမ်မဒီဘီဘီရုံမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါရမယ်မကွေးတိုင်းပေါ့မြုံနယ်အတွင်ရောက်ရှိနေတဲ့စစ်ကောင်စီစစ်ကြောင်းကနေထွက်ပြေးလာကြသူတွေထဲကနှစ်ယောက်ကိုလက်နက်ခဲယမ်းတွေနဲ့အတူနိုဝင်ဘာလ၁ရက်နေ့မှအရှင်ဖက်စီနိုင်ခဲ့ပြီးတယောက်ကတော့လက်နက်ခဲယမ်းတွေနဲ့အတူနိုဝင်ဘာလ၉ရက်နေ့မှအလင်းဝင်ရောက်ပူပေါင်းလာတယ်လို့ပေါ့မြုံနယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့အစည်းကနေသိရပါဗျာ ပမျိုးနယ်ပါကဖပြန်ကြားရေးတာဝန်ခံကထွက်ပြေးလာကြတဲ့၃ယောက်မှာ၂ယောက်ကတော့လက်နက်ခဲယမ်းတွေနဲ့အရှင်ဖမ်းမိခဲ့တာဖြစ်ပါတယ်။တယောက်ကတော့သူ့ဆန္ဒအလျောက်လက်နက်ခဲယမ်းတွေနဲ့အတူအလင်းဝင်လာတာပါလို့ပြောပါတယ်။စစ်ကောင်စီတပ်ဟာပမျိုးနယ်တောင်ပိုင်းကိုပြီးခဲ့တဲ့အောက်တိုဘာ29ရက်ကစပြီးအင်အားလုံးရင်းနဲ့စစ်ကြောင်းထိုးနေပြီးတော်လှန်ရေးတပ်ဖွဲ့တွေနဲ့လည်းတိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ဆိုပါတယ်။ ပြည်သူလူထုထောက်ခံမှုမရှိတဲ့စစ်တပ်လက်အောက်မှာကြန့်ရှိနေကြတဲ့တပ်ဖွဲ့ဝင်တွေအနေနဲ့လည်းအမျက်စုံအလင်းဝင်အောင်ပူပေါင်းကြဖို့ဖိတ်ခေါ်ထားတယ်လို့လည်းဆိုပါတယ်ရှင်။ စကိုင်းတိုင်းမုံရမြို့အရှိချမ်းသာစီရွာနဲ့ကြောက်စစ်ပုံရွာကြားမှာစစ်ကောင်စီတပ်နဲ့ပြည်သူ့ကာကွယ်ရေးတပ်တို့နိုဝင်ဘာလ10ရက်မနက်၈နာရီခွဲခန့်ကတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ဒေသခံတွေစီကနေသိရပါဗါးအဲ့ဒီတိုက်ပွဲမှာစစ်တပ်ဘက်ကအထိခိုက်အကြဆုံးများတယ်လို့လည်းသိရပါဗါးအဲ့ဒီစစ်ကောင်စီစစ်ကြောင်းဟာမုံရွာနဲ့တာစီရွာကနေကြောက်စစ်ပုံအမြောက်တပ်ကိုတက်ပြန်ဆုတ်ချိန်အခုလိုဝင်ရောက်တိုက်ခိုက်ခံရတာဖြစ်တယ်လို့လည်းသိရပါဗျ အဲ့ဒီတက်ခတ်မှုကိုဘုဒ္ဓလေမြို့နယ်တပ်ပေါင်းစုစစ်ကြောင်းနဲ့မုံရမြို့နယ်တိုက်နယ်ငါမုံရခရိုင်တိုက်ရင်16တို့ကပူးပေါင်းတက်ခတ်ခဲ့တာလို့လည်းသိရပါတယ်ရှင်စကိုင်းတိုင်းတပေးမြို့နယ်စပ်ပြချင်းရွာအနီးနဲ့ကျွန်းတော်လေးရွာကိုစစ်တပ်က Jet Fighter 3စီးနဲ့6ကြိမ်ထက်မနည်းဗုံးကျဲချတိုက်ခိုက်ခဲ့လို့6ရောက်ထက်မနည်းဒဏ်ရာရပြီးလူနေအိမ်တချို့ပျက်စီးခဲ့တယ်လို့ဒေသခံတွေစီကနေသိရပါဗျာ။ စစ်တပ်ကဆက်ပြချင်းရွာအနီးနဲ့ကျွန်းတော်လေးရွာကိုနိုဝင်ဘာလ10ရက်ညနေ3:00ကျော်နဲ့6:00ကျော်တို့မှာဘုံကျဲပစ်ခတ်ခဲ့တယ်လို့လည်းသိရပါဗျာ။ နောက်ဆုံး6နာရီကျော်ကလာရောက်တိုက်ခိုက်တဲ့လေရင်ဟာတတဦးလက်တက်ကနေကျွန်းလှမြို့နယ်အတွင်းဟန်ပြပြန်ဝဲပြီးတပေးမြို့နယ်ဆက်ပြချင်းရွာကိုလာရောက်ဗိုလ်ကျဲပစ်ခတ်သွားတာဖြစ်တယ်လို့လည်းသိရပါဗျ။စစ်ကောင်စီတက်ကဆက်ပြချင်းရွာနဲ့ကျွန်းတော်လေးရွာမှာမြေပြင်တိုက်ပွဲမရှိဘဲဒေသခံတွေစုပေါင်းကထိတ်ခင်းတာရှိတာကိုသတင်းအမှားရပြီးအခုလိုတိုက်ခိုက်တာ ဖြစ်တယ်လို့လည်းသိရပါဗျ။ အနာသိစစ်တပ်ကပြုလုပ်မဲ့လာမယ့်ရွေးကောက်ပွဲကိုပြည်တွင်းပြည်ပဒီမိုကရေစီအင်အားစုတွေကအပြင်းထန်ဆန့်ကျင်နေချိန်မှာပဲရုပ်ရှင်အမှုပညာရှင်တွေကမဲဆွယ်စီအိုရေးရုပ်ရှင်တွေစတင်ရိုက်ကူးခဲ့သလိုနိုင်ငံကျော်အစိုးရတွေကလည်းစတင်မဲဆွယ်လာကြပါတယ်။ ပြည်တွင်းမှာထင်ရှားတဲ့အဆိုတော်တွေဖြစ်တဲ့နိနိခင်စောချမ်းမြမောင်ချိုအောင်လဝေလဖိုးကရရင်အောင်အောင်ထက်ဖြိုးပြေစုံဟန်နီတာမိဆန်ဒီမေလာတန်စင်အိတ်ချအင်းမြဖြူနဲ့လိမ္မော်သီတို့ဆိုင်းဘုတ်စာတန်းတွေနဲ့မဲဆွယ်မှုတွေပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်မဲဆွယ်လှုပ်ရှားမှုတွေကိုတော့စစ်တပ်ထိန်းချုပ်ထားတဲ့မီဒီယာတွေအပြင်လူမှုအသုံးများတဲ့ TikTok application တွေမှာပါအကောက်ကောက်နဲ့ဝါရဖြန့်လာတာကိုလည်းတွေ့ရပါဗျ တော်လိုက်အားစုရဲ့ဘက်ကတော့စစ်တပ်ရွေးကောက်ပွဲမှာပါဝင်ပတ်သက်တဲ့အမှုပညာရှင်တွေကိုတပိတ်မှောက်ဆန့်ကျင်ဖို့လူမှုရေးပြည်တံတွေပေးဖို့လူထုကိုလှုပ်ဆောင်မှုတွေလုပ်နေပြီးအဲ့ဒီလှုပ်ရှားမှုတွေပြန်လည်အားကောင်းလာနေပါတယ်။တစ်ဖက်မှာလည်းအာနာသိစစ်တပ်ကရွေးကောက်ပွဲမဲဆွယ်ရမှာအမှုပညာရှင်တွေကိုဖိအားပေးအသုံးပြုနေတဲ့ဆိုတဲ့သတင်းတွေလည်းရုပ်ရှင်လောကအသိုင်းအဝိုင်းမှာထွက်ပေါ်နေပါတယ်ရှင်။ စကိုင်းတိုင်းကလေးမျိုးနဲ့ချင်းပြည်နယ်ဒီတိန်ဟာခါဖလန်းကိုဆက်သွဲထားတဲ့လမ်းပိုင်းကိုစစ်ကောင်စီတပ်ကအင်အားအလုံးရင်းနဲ့စစ်ကြောင်းထိုးပြီးပြလဲထိန်းချုပ်လိုက်တယ်လို့စစ်ရေးသတင်းမြစ်တွေကပြောပါရယ်ကလေးဒီတိန်လမ်းပိုင်းကချင်းထလင်းတပ်တွေသိမ်းပိုက်ထိန်းချုပ်ထားတဲ့ဒေါနာတောင်စခန်းနဲ့တိုင်းငင်းရွာစခန်းကိုစစ်ကောင်စီတပ်ကအင်အားအလုံးရင်းနဲ့စစ်ကြောင်းထိုးပြီးနိုဝင်ဘာလပထမအပတ်မှာပြလဲထိန်းချုပ်လိုက်ပြီးနောက်တော်လှန်ရေးတပ်တွေထိန်းချုပ်ထားတဲ့ဖလန်းမျိုးကိုဆက်ပြီးစစ်ကြောင်းထိုးနေတယ်လို့ဆိုပါရယ် ွေကောက်ပွဲအတွက်ရည်ရွယ်သလိုနည်းနည်းပိုဆိုးမလာနိုင်ဖို့အတွက်လာနေချီစစ်ကြောင်းထိုးနေတာလို့တွန်လှရေးတက်တဲ့နေဆက်တဲ့စစ်ရေးသတင်းမြစ်တယောက်ကပြောပါတယ်။ချင်းပြည်နယ်ဟာခါတီးတိုင်နယ်ကလေးကိုဆက်သွယ်ထားတဲ့လမ်းပိုင်းနဲ့ဖလန်းမြို့ကိုတွန်လှရေးတက်တွေထိန်းချုပ်လိုက်ပြီးနောက်စစ်ကောင်စီအတွက်ထောက်ပို့လမ်းကြောင်းတွေဖြတ်တောက်ခံထားရပါတယ်။ ရကပွဲအပိုက်တေပြုလုံးမဲ့ကလေးတမူဟာခာတိတိတ်မြို့နယ်အတွင်းနေမြေအပြေဝအပြလဲစုမိုးနိုင်မှုအခုလာလောက်ကစပြီးအင်အားများပြအသုံးပြုထားတဲ့စစ်ကြောင်းတွေကိုဖျက်ချက်ကကလေးတမူလမ်းမိုင်းနဲ့ကလေးကန့်ကိုလမ်းမိုင်းကိုစစ်ကြောင်းထိုးနေခဲ့တာဖြစ်ပါတယ်ရှင်ဒီဗီဗီယိုမြန်တန်ချာရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်မကတော့ချေချိုဆမ်းပါရှင်